အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနရဲ့အွန်လိုင်းအမြပြအလုပ်ထုတ်ခံရအမေရိကန်အစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနမှဝန်ထမ်းတွေအများပြားကိုအလုပ်ထုတ်ပယ်မှုအစီအစဉ်စတင်နေပြီဖြစ်ပါတယ်။ရာပေါင်းများစွာသောဝန်ထမ်းတွေဟာ AP တရနေ့မှာသူတို့ရဲ့အလုပ်ကိုင်နေရာဆုံးရှုံးသွားပြီးဆိုတဲ့အသိပေးအကြောင်းကြားမှုတွေကိုလက်ခံရရှိခဲ့ပါတယ်။အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေဟာသူတို့ရဲ့အလုပ်ဌာနနေရာတွေစီဝင်ရောက်ခွင့်ကဏ္ဍနေလဲတားမြစ်ခံခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီး Robert F. Kennedy ကဝန်ကြီးဌာနရဲ့ဝန်ထမ်းတထောင်ကိုရှင်းချမှာဖြစ်ကြောင်းကိုပိုင်းသဘောဆန္ဒနဲ့ထွက်ဆတင်ကြသူတွေပါမယ်ဆိုရင်လက်ရှိဝန်ထမ်းအင်အား8000ကျော်ကနေ6000လောက်တာကျန်တဲ့အထိရှင်းချနိုင်မှာဖြစ်တယ်လို့ပြီးခဲ့တဲ့သတင်းပတ်တုန်းကပြောကြားထားပါတယ်။ AB တရရင်နေကအလုတ်ထုတ်ပေခံရသူတွေထဲမှာအစားတောင်းတဲ့စေဝါလုံချုံမှုစီမံကုတ်ကဲရေးပညာရှင်တွေယောဂတာစီတိုက်ဖြည့်ရေးဆိုင်ရာကျွမ်းကျင်သူတွေပါပါဝင်ခဲ့ပါတယ်။ မရိကန်မှာဒေါ်နယ်ထရပ်သမ္မတဖြစ်လာကြတဲ့ကအစိုးရအသုံးစရိတ်ကိုထိထိရောက်ရောက်ရှော့ချမယ်လို့ကြွေးကြော်ပြီးဝန်ကြီးဌာနအများပြားမှာဝန်ထမ်းအင်အားအလုံးရင်းဖြတ်သောက်ရှော့ချမှုကိုအကောင့်ထဲပေါ်စီခဲ့ပါတယ်။အဲ့ဒီရွေးချယ်မှုကိုဥဆောင်ဖို့ထရပ်ရဲ့နိုင်ငံရေးမဟာမိတ်ဘီလီယံနာတသိကြီးအီလွန်မတ်ကိုအတိတ်ကအတဝန်ပေးထားပါတယ်။ကျမရေးဝန်ကြီးဌာနကအလုပ်ထုတ်ပေတဲ့ဝန်ထမ်းတွေထဲမှာအစားတောင်းတဲ့စေဝါကုကဲမှုဌာန FDA ရဲ့အချင်းပြေဝန်ထမ်း3500 ယောဂသားစီတိုက်ဖြည့်ရေးဌာန CDC ရင်ဝန်ထမ်း2400တို့ပါဝင်ခဲ့ပြီးအမျိုးသားကျန်းမာရေး MD ကျူရဲ့ဝန်ထမ်း1200လဲလျှော့ချခန်းစင်တဲ့ပါသွားခဲ့ကြောင်းသိရပါတယ် CDC လက်အောက်ခံတဘာဝပတ်ဝန်းကျင်ကျန်းမာရေးတိုက်ပံဌာနခွဲရဲ့ပညာရှင်တို့ဖြစ်သူ Proton Back ကသူရောသူ့ဌာနတစ်ခုလုံးပါလူလျှော့ခံရတဲ့စင်တဲ့အကြောင်းဝင်ခဲ့ကြောင်းပြောပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်